ဂျူဗင်တက်အသင်းဟာသတင်းတွေထွက်နေတဲ့အတိုင်းအီတလီနီးပြဟောင်းစပက်လက်တီကိုအသင်းနီးပြတဲ့အဖြစ်ရာသီကုန်ထိခန့်အပ်လိုက်ပါတယ်။အသက်66နှစ်ရွယ်စပက်လက်တီဟာတနင်္ဂနွေနေ့ကလာစီယိုကိုရှုံးနိမ့်ခဲ့ပြီးနောက်နီးပြရာတို့ကနေထုတ်ပယ်ခံခဲ့ရတဲ့တူတော်နေရာမှာအစားထိုးခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။တူတော်ဟာပြီးခဲ့တဲ့နှစ်မတ်လကတီယာဂိုမော့တာနေရာမှာဂျူဗင်တက်နီးပြအဖြစ်ခန့်အပ်ခံခဲ့ရပေမဲ့ရှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့တာကြောင့်9လအကြာမှာရာတို့ကနေထုတ်ပယ်ခံခဲ့ရတာပါ။ နီပြားစပယ်လက်တီယာအီတလီလက်ရွေးစင်အသင်းကိုမကိုင်းတွဲခင်2022 23ရာသီမှာနာပိုလီအသင်းကို Serie A ချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာအီတလီအသင်းနဲ့အတူ Euro 2024ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး16သင်းအဆင့်မှာဆွစ်ဇာလန်ကိုရှုံးနိမ့်ကပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ဇွန်လကကမ္ဘာဖလား၃ချိန်ဆက်လွဲချော်ဖို့အနေနဲ့ဖြစ်စေနိုင်တဲ့နော်ဝေကိုရှုံးနိမ့်ခဲ့တဲ့ကမ္ဘာဖလားခြေစစ်ပွဲစဉ်ပြီးနောက်နီပြားစပယ်လက်တီဟာအီတလီနီပြားယာရုကနေထုတ်ပယ်ခံခဲ့ရပါတယ်။ စပယ်လက်တီဟာစီးရီးရဲ့အသင်းတွေဖြစ်တဲ့အင်တာမီလန်ရိုမာနဲ့ Udinese အသင်းတွေကိုကင်တွယ်ခဲ့ပြီးစိန့်ပီတာစဘတ်အသင်းနဲ့အတူရုရှားပရီးမီးယားလီကိုနှစ်ကြိမ်ဆုတ်ခွာခဲ့ပါတယ်။ယာယီနီးပြဘရန်ဘီလာကင်တွယ်နေတဲ့ဂျူဗင်တက်အသင်းဟာပုံတော်ဦးနေ့က Udinese ကို3ဂိုးတဂိုးနဲ့အနိုင်ရလိုက်တာကြောင့် Serie A 6ပွဲကစားပြီးမှာတော့အမှတ်ပေးစရာအဆင့်9နေရာမှာရပ်တည်နေပြီးဦးဆောင်သူနာပိုလီနဲ့9မှတ်အကွာမှာရှိနေပါဗျ ဒါအပြင်ချန်ပီယံလိလီဖေ့စ်၃ပွဲကစားပြီးမှာတော့ဂျူဗင်တက်အသင်းဟာ၂ပွဲသရေ၁ပွဲရှုံးရလက်နဲ့အမှတ်ပေးစရာအဆင့်၂၅နေရာမှာရပ်တည်နေပါရဲ့ရှင်။